လုံးမင်းမင်္ဂလာပါ Warren Pamish ပေါ်ရပမာပြန်လဲကြိုးစလိုက်ရပါတယ်ဒီနေ့မှာတော့ဆရာခတ်စော်ဤသားထားတဲ့ခေါင်းပေါင်းမတန်ဆိုတဲ့ဇလန်လေးကိုတက်ဆက်ပေးနေပါတယ်ဇလန်လေးမစားတည်းပြီးကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပြီး video တစ်ကြိမ်ပြည့်အောင်လို့ဘေးကလို့ဒီခေါင်းလောင်းလေးကိုနေထားဖို့တောင်းဆိုချင်ပါတယ်ကောင်းမွန်မတန် ကျုပ်ကြောင့်သိကျင်ကြရလားကျုပ်ကိုစိတ်ဝင်စားတယ်ပေါ့ဟုတ်ပါတယ်လေကျုပ်တက်တလုံးလှုပ်လာခဲ့တဲ့လုပ်ငန်းကမတိသေးတဲ့လူတွေအတွက်တော့စိတ်ဝင်စားစရာကောင်းပါတယ်ကျုပ်တို့ကိုကျုပ်တို့လောကသားအချင်းချင်းတော့ခေါင်းပေါ်လို့ခေါ်လို့ရှိတဲ့ဗျာခေါင်းပေါ်ဆိုတာသိတယ်မလားလူခန္ဓာကိုပေါ်ဆင်ရင်တဲ့ဝတ်စားရတဲ့မှာထိတ်ဆုံးကနေတာကျုပ်တို့ကိုလည်းခေါင်းပေါ်လို့ခေါ်တာခေါင်းဆောင်လို့ခေါ်တဲ့သဘောပဲနေပါမယ်လို့ကျုပ်တို့ထင်တယ် ခေါင်းမောက်ဆိုတာဘယ်လိုမျိုးကြီးလဲဟုတ်လားခမရတို့အခုဘတ်စကားဂိတ်တွေဖះဆောင်တဲ့နေမှာတွေ့နေမြင်နေရတဲ့တောင်ရံသူတွေကိုစောက်ရှောက်ပေးရတဲ့သူတွေပေါ့ဗျာကျုပ်တို့လက်ကို လူတီနေပါလေတကယ်လဲတည်သူတော်တော်နေတာပါဘလို့မဟုတ်ဘူးမဟုတ်ဘူးကျုပ်တို့ကခမရတို့ပြောသလိုဒီတောင်းစားနေတဲ့လူတွေကိုခေါင်းဖို့ဖြတ်နေကြရဲ့လူတော့အတိအကျဆိုလို့မရဘူးဗျစကတိစကတိပြောရရင်တရောင်းသားချင်းချင်းဘိုလ်လူတွေခေါ်မလားခွက်လူတွေခေါ်မလား အဲ့လိုကိစ္စတွေဆိုကျုပ်တို့ရဲ့မိုက်ကုံနဲ့ပြည်လဲအောင် ဖြစ်ရှင်းပေးရတယ်။ကလေးငငယ်သရောင်းသားလေးတွေကိုလူကောင်ကြီးအသက်ကြီးကောင်တွေကအနိုင်မကျင့်အောင်လဲကျုပ်တို့ကကာကွယ်ပေးရသေးတယ်။အဲ့နယ်မြေတစ်ခုထဲမှာရှိတဲ့သရောင်းသားကြီးတက်ကိုလည်းကျုပ်တို့ကထိန်းညှိပေးရသေးတယ်။ဒါမှသူစီဝါကိုစီဝါအဆင်ပြေမှာပေါ့။ဟာဗျာဘသူက စေတနာနဲ့ဒီကိစ္စကြီးလိုက်လို့မတော့အဲ့ဒီအတွက်သူတို့ကကျုပ်တို့ကိုတရက်ဘလောက်ဆိုပြီးယာကန်နှုတ်နဲ့ပေးရတယ်။ တခါတလေအပိုင်နေရအပိုင်ရက်တွေအတွက်ရာဂိုင်းတော့အနိုင်မြင်လက်ရှိရပေါ့အပိုင်နေရဆိုတာပုံသေးလူစီကားတဲ့တဲ့နေရာတွေပေါ့ဥပမာမျိုးလေကောင်ဂုံတရားပေါ်တွေပလဖောင်းဘေးတွေရုပ်ရှင်ယုံဘေးတွေပေါ့အပိုင်ရက်ဆိုတာကြတော့ဥပမာရွှေတကုံဖျားပွဲရဲ့ဗျာနောက်လူစီကားတဲ့ပွဲတော်ပြုတ်လို့တဲ့ရက်တွေပေါ့အဲ့ဒီရက်တွေမှာလည်းဘသူဘသူကဘလူနေရာမှာဆိုတာမျိုးကျောက်တို့ကဇီယချပေးရသေးတယ်ပေါ်တော်တော်လုံးလို့မရဘူးဗျာ ိုကနေရာခွဲဥပေးရတယ်ဆိုတာမိုက်ကုန်တစ်ခုတည်းရှိအောင်လည်းမရဘူး။တမတမလည်းရှိဖို့လိုတယ်။ကိုဘောသူတို့ရဲ့လေးစားမှု မရောဘူးလည်းလိုတယ်။ဒီတော့တရားမျှတရမယ်။အောင်မဲခမရရေသလားမရေနဲ့ဗျ။ဒီလောကမှာကျုပ်ရက်တည်ခဲ့တာ1989ခုနှစ်ကတည်းကနေ2010လောက်အထိပဲ။နှစ်ပေါင်း20ကျော်တော့ကိုစရာ။ပြောရရင်1990ကျော်ကနေ2000ခုနှစ်လောက်အထိကကျုပ်တို့ရဲ့ရွှေခက်ပဲဟုတ်တယ်ခင်ဗျားပြောသလိုပဲ ကျုပ်တို့ကနောက်ွယ်ကလက်မဲကြီးတွေပေါ့ဗျာအင်းနောက်ွယ်ကဆိုပေမဲ့တခါတခါရှစ်ထွက်ရလည်းရှိပါတယ်တရောင်းသားဆိုတာအချောင်ရလို့တောင်းစားနေတယ်လို့ခမရကထင်တယ်မှတ်လားမထင်နဲ့ဗျာသူ့မှာလည်းပြပြပညာရည်လေးတွေရှိတာလူတွေပေးရင်ကမ်းနေအောင်လုပ်ရတာအချိန်နေရအဲ့ဒါလေးကိုလည်းတွတ်တက်ရသေးတယ်ကျုပ်တို့မှာလည်းခေါင်းမလုပ်တဲ့ဆိုတာအဲ့ဒီပညာရည်တွေအစုံကိုလုပ်တက်ထားရတာနောက်ပြီးခလေးအင်္ဂါတွေအချိန်မီပြတ်မလာတာတွေ ငွေအကြေးမရှိတာတွေကိုဖြည့်ရှင်းပေးရတာတွေရဲကကုတ်သွားတဲ့အခါလက်ရှင်းပေးရတာတွေနောက်နေကျော်လို့ဝိုင်းဆော့ခံလိုက်ရရင်ဆိုင်ရနေအပိုင်းကောင်းပေါင်းနဲ့သွားညှိရတာတွေစုံလို့ပလုံလို့ပဲအဲ့ဒါတွေနောက်ပိုင်းကျုပ်တခြားပြောပြမှာပါကျုပ်နမီလားနမယင်းကမောင်းလိုက်ပါဒါပေမဲ့ဒီလောကထဲမှာတော့ကျုပ်ကိုကဘာကျုံငွေလိုက်လို့လူတီများတယ်ဘာလို့လဲဟုတ်လားဟဲဟဲ ရရှိရုံနေထဲမှာမိကပ်ထူပြုလုပ်ချက်တွေလုပ်ပေးခဲ့တဲ့အရက်ပူပူနဲ့ကဘာကြောင်ငွေလိုင်းကြီးကိုခင်ဗျားတို့သိရမလားအင်းကျုံလဲသူ့လိုပဲဒီလောကထဲမှာအထူးပြုလုပ်ချက်လေးတွေဖန်တီးပေးရမှာနာမည်ကြီးလို့မောင်လိုင်းကနေငွေလိုင်းဖြစ်လာတာပဲဒီလောက်ရှုပ်ထွေးပြီးနမိတ်ဆိုးတဲ့အလုပ်ကိုကျုပ်ပါဖြစ်လို့လုပ်ဖြစ်တာလေဟုတ်လားကျုပ်ပြောပြမယ်ဗျဒီလိုကျုပ်တိတဲ့စကားကလေးကအဖေကဘာမှမသိပါဘူး အဲ့ဒီတုန်းကကျုပ်တို့နေတာကခမရတို့အခုဦးကောင်းစားလာတယ်ဝင်ပြီးဈေးဝယ်ထွက်ပျော်ပါနေကြတယ်ဂျန်ရှင်စကွဲစင်တာဆိုတဲ့နေရာကြီးလေးရဲတော့ရဲရတယ်ဗျအဲ့ဒါကြီးကအရင်တော့ကကြံတော့နေနေတော့ဆိုတဲ့တင်ញိုင်ကုန်းနေရာကြီးဗျကျုပ်တိတဲ့စားမှာကလေးကအဖေရင်းဆိုတာဘယ်သူမှမသိဘူးကျုပ်တိတာကအမေနဲ့ကျုံနဲ့နှစ်ယောက်တည်းအဲ့ဒီတင်ញိုင်သားကအကျူးကျော်ရက်ကောက်ကတဲလေးမှာနေကြတာရက်ကောက်ကလူဆုံးမတကယ်အပေတွေတွေများတယ်အဲ့ဒီတော့ကအနူလို့လူတွေခေါ်ကြတယ်အနာဒီယောဂတယ်လည်းပေါ်တယ် နောက်ဆုံးအချိန်အမေဖန်းခံရတော့ကျုပ်တက်က17နှစ်လောက်ပဲရှိုံမယ်အမေလားကျွန်တော်တိတက်စကလေးကအမေကမကြာခဏအဖန်းခံရလိုက်ပြန်လွတ်လိုက်ပါပဲအမေစီယောက်ျားတွေခဏခဏလာတတ်ပါတယ်အဲ့ဒီအခါကျုပ်ကအိမ်မှာရှိရင်ရှောင်ပေးရတယ်ဒီလောက်ဆိုခမရလဲသဘောပေါက်မှာပါဗျာဒေရိုကြီးတော့လည်းမပြောချင်တော့ဘူးရှက်တာနဲ့ကိုဘွားကိုစိတ်နာလို့လို့ကျုပ်7နှစ်သားလောက်ရောက်တော့အမေကအဲ့ဒီအလုပ်တွေမလုပ်တော့ဘူးဗျာ သူပါတယ်လို့လဲဆိုတော့ကျုပ်တိတော့တော့ဦးနာနေစီကဆရာကြီးကိုတဆင့်ယူပြီးဖြစ်ပါတယ်။ဆရာကြီးဆိုတာတော့စိတ်ကြောက်ကိုခေါ်တာပေါ့ဗျာ။နာနီဆိုတာလည်းတော့တ냐ရဲ့ဆောင်ကအိမ်ကြီးမှာနေတာပါ။နာနီကနာကြီးယောဂတယ်ပါ။ဒါပေမဲ့သူကတထေးအမေဖမ်းခံရတဲ့အခါဒီမှာနာနီကကျွန်တော်ကိုခနာဆောင်းလျှောက်ပေးတတ်ပါတယ်။ဆောင်းလျှောက်ပေးတယ်ဆိုတာသူ့အိမ်ကိုခေါ်သူ့အိမ်ကအလုပ်တွေကုလူခိုင်းပြီးထမင်းခေါ်ကြည့်တာကိုပြောတာပါ။ဒီတ냐တော့ကမှာတော့နာနီရပြင်ပါပဲ။ ဒီတစ်ခါအဖမ်းခံရတော့အမေကျုပ်စီလုံးဝပြန်မရောက်လာတော့ပါဘူး။နှာနေကျုပ်စုံစမ်းတော့အမေကထောင်ကလွပြီးပြန်မမလာတော့တယ်လို့လို့ထောင်ထဲမှာပဲတည်သွားတယ်လို့လို့ပေါ့။အဲ့နောက်တော့ကျုပ်ကဥနာနီရဲ့ရက်ချက်လုပ်ငန်းရဲ့ဖြန့်ချီရေးမှာကုလုပ်ရတယ်။ဥနာနီကတညာထဲမှာသာနေတာလုပ်ငန်းမျိုးစုံရှိတဲ့ဗျ။ပြီးတော့သူ့မှာဒါဆန်ကားလေးတစ်စီးလည်းရှိတယ်။ကျုပ်အလုပ်ကတော့နေခင်းမှာသူ့ချက်ရက်ဖို့မှာနည်းနည်းပပဝိုင်းကူ ညာဘက်မြို့ထဲကရဲဘုံဆိုင်တွေစီသူ့ချက်ရက်တွေလိုက်ပို့တဲ့အခါကားနောက်ကလိုက်ပေးရတာပါပဲအဲ့ဒီတော့ကရက်တွေကိုအခုလိုပလတ်စတစ်ကားလန်မုန်းနေပိုင်းနဲ့ထည့်တာမဟုတ်ဘူးဗျနွားတေးရင်နဲ့လှုပ်ထားတဲ့အကြီးတွေရှိတယ်ထိတ်မှာဘူးဆုပ်ပိတ်နဲ့အဲ့ဒီအကြီးတွေတဲ့အရက်ကိုထည့်ပြီးကားပေါ်မှာတင်းတယ်အပေါ်ကနေဂုံဒီအိတ်တွေခင်းတယ်ပြီးရင်ဥနာနေကမောင်းကျောက်ကနောက်ကထိုင်ပြီးအိတ်တွေမပွင့်အောင်ယူဆိုင်ပေးရတယ် မျိုးတွေကရပုံးဆိုင်တွေရောက်ရင်သူတို့ကပုံးနဲ့လှန်ယူကြတယ်။အများအပြားဆင်မလိုက်နဲ့ကြည့်မြင်တဲ့ကန္နာတဝိုက်က ရပုံးဆိုင်တွေပေါ့။နွားတေးအိတ်တွေကိုတုံးတာကပုံးကြီးတွေထိုးထိုးထောင်ထောင်နဲ့ဆို ပတ်တရောင်ရဲနဲ့တွေ့ပြဿနာတက်မှဆိုလို့တဲ့။ပြောတာပြောနေပါတယ်။တကယ်တော့အဲ့ဒီတုန်းကရဲတွေကိုလည်းဥနာနီကပိုင်တာပါပဲ။ဥနာနီပြီးရင်ပြီးတယ်။ကျောက်ကဥနာနီနဲ့အတူ အနီးကပ်နေရလေသူအเจ้าနေပိုတိရလေပဲ။အခုခေတ်မှာအနာဂျီယောဂတဲ့ဆိုခမရတို့ကနှာခေါင်းရှုံကြမယ်။ အဲ့ဒီတုန်းကဥနာနီမှာမိမကတန်းရောလောက်ရှိတာဗျတိန်ထဲမှာပေါင်းတာနော်မိမတွေကသူ့လိုဘွားတူပါသလိုတာမဘာယောဂမှာမရှိတဲ့မိမလည်းပါသေးတာပတ်စံပတ်စံလေးဗျလူကနှွေနူပါသေးငွေကချက်လူချက်လူဆိုတဲ့အတန်လေးထွက်ရင်အေးဆေးပဲငွေရှင်ဆိုဥနာနီလုပ်ငန်းတွေကအများသားဗျချက်ရက်ဖို့ရှိတယ်စိတ်ကြောက်ရောင်းတယ်နံပါတ်4လေးရတယ်လာဝယ်တဲ့လူငယ်တွေကသူ့စီကတိုင်ရဝေကြတာထက် တင်ညာနဲ့ကသူ့လက်ခွဲရိစီကတဆင်းဝကြရရတယ်။ပိုဆိုးတာကမနေနိုင်လို့တင်ညာနဲ့တွင်စိတ်ထိုးအပ်နဲ့ဖိုးကြွိုင်းတဲ့ကောင်တွေဆိုဦးနာနေအိမ်ကကောင်တွေကရိုက်လူတာရှိသေးတယ်။ရသမြဦးနာနေစီအဲ့ရတယ်။အောင်မဦးနာနေအိမ်ကကောင်တွေဆိုလို့ကျုပ်လဲသူ့အိမ်ကကောင်တွေကတကောင်ပေါ့ဗျာ။ကျုပ်လဲသူ့နောက်လိုက်ရင်ချုပ်ကွင်တွေဆိုလက်ရဲစရဲလောက်တက်လာတယ်။ဦးနာနေရဲ့နောက်တဲ့အလုပ်တစ်ခုလည်းရှိသေးတယ်။အဲ့ဒါကတော့တင်ဆိုင်နဲ့လာနေတဲ့အနာဂျီယောဂတဲ့တွေအခြားကိုလည်းမတန်တဲ့သူတွေ တောင်းစားသူတွေကိုသူကအုပ်ချုပ်တာပဲပြဿနာအဆုံးမလို့ဖြစ်လာရင် သူကရှင်းပေးတယ်ရှင်းပေးတဲ့ဆိုတာသူအိမ်ကက်နေတဲ့ကျုပ်တို့တစ်ပိုက်ကိုသွားပြရှင်းခိုင်းတာပေါ့နောက်မှသိရတာအဲ့ဒီသတောင်းသားတွေကသူတို့တောင်းရတဲ့အထက်ကနေဥနာနီကိုနေနေရခိုင်တော့နဲ့ပေးရတဲ့အဓိကငွေကောက်ပေးတဲ့သူတွေကတော့ခေါင်းပေါင်းလို့ခေါ်တဲ့သူတွေသူတို့ကိုဥနာနီကရတဲ့ငွေတွေကပြပေးတယ်ဗျအဲ့ဒါဟာကျုပ်တဲ့ဒီလိုကြီးစားတွေ့တွေကလာပဲ ဒီလုံကြီးနေတယ်မဟုတ်ဘူးကျုပ်ပထမဆုံးမိမနဲ့စတွေ့တာလေဒီကာလာပဲဥနာနီစီမှာအလုပ်လုပ်ရတာ6နှစ်လောက်ကြာတော့ကျုပ်ကတော်တော်များများမှဥနာနီရဲ့အာကူရာခံရတယ်ငကိုကလူကမဲမဲဗလာတော့တော့ဥနာနီအာကူနဲ့ရိုက်ခဲနှက်ခဲတဲ့ဇာကလည်းပါလာတော့ကျုပ်ဥနာနီလှုပ်ပြီးရှင်ခိုင်းတဲ့ပြဿနာတွေဆိုကျုပ်ပဲသွားရှင်းပေးရတယ်အများအပြားတင်ကြိုင်နဲ့နေတဲ့သရောင်းသားတွေပြဿနာဆိုရှင်းရတာကြောက်ပဲကြောက်ကလည်းတွားရှင်းပေးနေတာလေ ဘာလို့လဲဆိုတော့အဲ့ဒီအုပ်စုတွေမှာကျုံနဲ့ကြိုက်နေတဲ့ကောင်မလေးရှိတယ်။အေးအေးဝေးနဲ့ဟဲ့အဲသူကမနူပါဘူးအကောင်မဒါပေမဲ့ခြေရီလက်တွေကိုတော့သူ့ဘာသာသူအနာဒီယောဂတယ်လို့ဖြစ်အောင်လုပ်တတ်တယ်။ကျုပ်ကလည်းပြောပြတဲ့အထူးပြုလို့ချက်တွေပေါ့ဗျာ။ချဲရဖို့ကပူလာတဲ့ခညက်ရဲ့အကြံတွေပါတယ်ယူပြီးအနာမရင်အောင်လဲသူကလုပ်တတ်တယ်။ကျုပ်လည်းအဲ့ဒီပညာတွေသူ့စီကရတာ။သူလည်းညားတာပေါ့ဗျာ။ ကျုပ်တို့ညာတော့ကျုပ်ဆရာနာနီကရွှေဆွဲကျွတ်တစ်ကျက်သားလက်ဖွဲ့တာနော်ကျေးဇူးကြီးတယ်ဗျကျုပ်ကနာနီကြီးစီမှာအလုပ်အကင်ကောင်းနေတော့နောက်ပိုင်းအေးဝင်းကိုလည်းအရင်လိုအပြင်ထွက်တောင်းစားတာပေးမလုပ်တော့ပါဘူးဒါပေမဲ့အေးဝင်းစီကိုသူ့လုပ်ဖို့ကင်ပတ်အပေါင်းအသင်းတွေကတော့ဝင်ထွက်နေတာပဲခြေထောက်မှာအနာကြီးတွေပုံစံဖြစ်အောင်တလက်ပြားနဲ့အဝတ်စုပ်ကိုခံစည်းအပေါ်ကရက်ချက်ထင်းညက်ကြီးနည်းနည်းစော့ပတ်တီးစီရတို့ဘာတို့ကိုကျုံမိမအေးဝင်းကကျွမ်းနေဗျာ နောက်ပိုင်းကျုပ်လည်းအဲ့ဒီလိုင်းမှာဆရာကြီးဖြစ်လာတယ်။နာနီကလည်းကျုပ်ကိုဒီဘက်လိုင်းမှာပဲခေါင်းဆောင်ခိုင်းတော့တာ။တူတူပြောရင် ကျုပ်ကိုနာနီကသူ့ကိုစားခေါင်းမောင်းနေရလွှဲထားတယ်ပေါ့ဗျာ။ဒီလိုနဲ့ကျုပ်တို့လင်မယားနေအောင်စီးပွားရေးအဆင်ပြေပါတယ်။အဲ့ဒီခက်ကဘက်ထရီအိုးနဲ့ကြီးရတဲ့အဖြူမဲ့ဒီဘလေးတလုံးတော့ကျုပ်တို့ဝန်ထမ်းကြတယ်။ကျုပ်လို့လား။အဲ့ဒီခေတုံကအထိုင်သမားနဲ့လမ်းကြောင်းသမားခွဲထားတယ်။အထိုင်သမားဆိုတာဖျားတွေရုပ်ရှင်ရုံတွေဂုံးကြော်စရာအောက်တွေပေါ့ ထူးသဖြင့်ရုပ်ရှင်ရုံတဝိုက်ပေါ့။တွင်စုထူးပံဘရင်အဲ့ဒီလိုကလာကားပြတဲ့ယုံမင်းရှိမှာကဘသူတွေတမန်တော်တို့နေပြည်တော်တို့ရှိမှာကဘသူတွေအဲ့ဒီလိုပေါ့ဗျာ။လက်ညောင်းသမားဆိုတာကဘစကားပေါ်တွေယထားပေါ်တွေမှာလှူရှားရတာပေါ့။အဲ့ဒါကိုတော့ဘယ်ပူရာစင်ကနေဘယ်ပူရာအထိဘယ်မတ်တိုက်ကနေဘယ်မတ်တိုက်အထိကျုပ်ကတတ်မှတ်ပေးရတယ်။အင်းရန်ကုန်မြို့လုံးတော့ပဲဟုတ်မလဲ။သူ့ပိုင်နဲ့သူ့ကောင်းမောင်းတွေလည်းရှိတာပေါ့။ အချင်းချင်းနားလည်မှုနဲ့ပဲနေကြတာဒါပေမဲ့တော်တော်များများကကျုပ်တို့ကြံတော်အုပ်စုနဲ့မလွတ်ကြပါဘူးအချိတ်ဆက်ရှိခဲ့ကြတာကြီးပဲအလောက်ကပြောင်းလဲကခပြောင်းပြီဆိုရှိကြတာကြီးပဲဗျအရင်ခင်ဖြစ်ပြီးတော့တင်ញိုင်းထဲမှာကတော်တော်အချိန်ကြီးဆိုးတယ်ပေါ်နာရီရဆွဲတဲ့ကာလမှု ကျုပ်တို့တရောင်းသားတွေခင်ပြတဲ့ကာလမှုစက်တက်ကကိုယ်ဆွဲတာအဲ့ဒီတော့ညာဘက်ကွေတွေပြတ်ကုန်တယ်တချို့လဲပေါ်လာတယ်ပါသွားတယ် ဖြစ်ချင်တော့နဝတအစိုးရတက်လာပြီးနောက်ပိုင်းတင်ဆိုင်တွေကအနာဒီယောဂတယ်တွေကိုနေရာရှင်းဖို့စီမံကိန်းဆိုတာလာတယ်1992နှစ်လောက်ထင်တယ်တင်ဆိုင်တွေနေတဲ့တုတ်တုတ်အကုန်လုံးတင်ဆိုင်တွေမှာနေခွင့်မရှိတော့ဘူးထောက်တန့်ကိုပြောင်းရမယ်လို့ဆိုလာတယ်တင်ဆိုင်တွေအကုန်ရွာလဲကြတာတရောင်းသားတွေစေတမားတွေစေရောက်တဲ့လူတွေအရေပုံချက်တဲ့ဖူတွေအကုန်လုံးတက်တဲ့ကိုဝန်ဖန်ပြတယ်ဒါပေမဲ့ကျုပ်ကကံကောင်းတယ်ဗျာ အရင်ဦးနာနေစီကရပုံးတွေလိုက်ပို့တော့ကဆင်မလိုက်သေးကရပုံးဆိုင်ဖွင့်ထားတယ်ဦးလေးတယောက်ကကျွန်တော်နဲ့အရန်ခင်းတယ်သူကထောက်ချက်ကိုမလိုက်တော့ပဲဆင်မလိုက်ဝတ်တဲ့ဦးနာကသူ့တဲကိုဇေတသက်သာနဲ့ကားပေးမယ်လို့ပြောတယ်မိမနဲ့တိုင်ပင်ပြီးအဲ့ဒီကိုပြောင်းလာလိုက်တယ်စူတာဆောင်းထားတာလေးပဲပါလာဖို့ပြန်အဲ့တော့ကခလေးကလည်းတယောက်ရနေပြီအစင်ကလုံးဝမပြေဘူးမိမကတော့ချက်ကိုနားလည်းပြီးရိုးရဲမှသူအရင်လုံးနေကြဟာလေးလုံးမဆိုးပြီးပြောတယ် ပထမတော့ကျုပ်ကလက်မခံဘူး။ကျုပ်ဝတ်တဲ့ရုံမှာလည်းဘူပြောကြည့်တယ်။ခက်ကလည်းပြက်ခါစားဆိုတော့အဲ့ဒီမှာလူတွေကစွပြုတ်နေတယ်။အဆင်မပြေဘူး။နောက်ဆုံးစာဝတ်နေရီကကြက်လာတယ်။မိမပြောတာကိုကျုပ်လက်ခံလိုက်ရတာပေါ့။ကျုပ်နဲ့ကျုပ်မိမလူတွေဘက်ကိုခြေဆန်းတယ်။မိမကခလေးပွေပြီးရုပ်ရှင်ရုံလေးရှိလိုက်ထိုင်တယ်။ရှင်းရှင်းပြောရရင်တောင်းစားတာပေါ့ဗျာ။မဆိုင်ရကြတယ်ဗျာ။ကျုပ်ကတော့ခုန်နှားထိုင်နေတာထိုင်ပေါ့။ နောက်တော့ရွှေလက်မှတ်မှောက်ကိုလုပ်တဲ့လူတွေနဲ့ယဉ်တိလာတယ်။ရွှေလက်မှတ်မှောက်ကိုလုပ်တယ်။ရွှေလက်မှတ်မှောက်ကိုကြတော့ကျတို့ကနောက်မှဝင်တို့တာဆိုတော့တိတ်တော့အစင်ပြေးလိုက်ရတော့မဟုတ်ဘူး။လက်မှတ်မှောက်ကဘွားကတနေ့လောက်ကြာတယ်။မိမကလည်းခလေးပွေပြီးထိုင်နေုံနဲ့နေဝင်ငကရနေတာကိုပြန်။နောက်တော့ကျန်တော့တဲမှာတော့ကကျတို့နဲ့အတူတူလှုပ်လှုပ်ခဲ့တဲ့လူတွေတဖြည်းဖြည်းညိုရဲပြန်တွေ့လာရတယ်။ဘသူတွေကမှတော့တောင်းစားတဲ့သူတွေပေါ့ဗျာ။မှန်ပြောရရင်သူတို့နဲ့ကျုပ် ပြန်ချိတ်ဆက်လုံးလို့ရလာပြီသူတို့ကလည်းကျုပ်ကိုအားကိုးကြတယ်ကျုပ်ကလည်းလက်မမခုလို့ရင်ရဲရီစီမင်းနေတဲ့ငွေရရှိတာကိုဒီလောကထဲတစ်ခေါက်ပြရောရောပေါ့တကယ်တော့ကျုပ်ကနှာနီနေရပြန်လိုက်ရတဲ့သဘောနှာနီလာထောက်တန်းရောက်တယ်ထောက်တန်းကနေအစင်ဟိုလှဲခုဘက်ကမင်းရဲ့ကြောင့်ဘက်ကိုထပ်ပုတ်ခံလိုက်ရတယ်မိသားစုလိုက်အပုတ်ခံရတယ်အဲ့ဒီမှာပဲငပြားမိပြီးဆုံးနေကြရတာပဲဒီတစ်ခါကျုပ်တို့လုပ်ငန်းပြဖြစ်လာတော့အရင်ကတည်းကလက်ဆောက်ကိုပြရတယ် ကြံတော်တော်ကကျောက်လုံးတွေကုလိုပေးရတဲ့တင်လင်းနဲ့ပြန်တွေ့တယ်။ကျောက်တရားကနေရှင်ကုံတိကျောင်းတဲ့တင်လင်းနဲ့ကန်ကြတယ်။၁၅ရောင်းလောက်ကိုစီမံပေးရတယ်။ဟာလည်းရဲစရာရှိရတယ်ဗျ။မလွယ်ဘူး။တချို့နာနီလက်ထက်တွေကလုတဲ့လူတွေကသဘောပေါက်ကြတယ်။တချို့ကဒီတိုင်းနဲ့အသက်ဝင်လာကြတာ။ပြဿနာတွေတပုံကြီးပဲ။အနူရောအကျမ်းမှာအစုံနဲ့ရှင်းရတာ။ဆိုင်ရနေမီကလူမိုက်တွေနဲ့ပေါင်းရတင်ရတာပေါ့။နောက်ပိုင်းအစီအပြေလာတော့ ကျောင်းမိမအင်းဝင်းကတောင်းတဲ့သူတွေကိုအရင်လိုတရားအထုလုပ်ပေးတာတွေပါတယ်ပြန်လုပ်တယ်ကျုပ်တို့ sim light ကနေလှိုင်းသားရကို ပြောင်းပြတယ်ဒီကြားတဲ့လူရိုက်မှုနဲ့ကျုပ်ဖမ်းခံရသေးတယ်ဒီလိုပါပဲတောင်းတဲ့သူအချင်းချင်းနေကြော်တယ်ဆိုပြီးညရကနေခေါင်းပေါ်ချင်းမှာညကြတယ်ကျုံနဲ့တင်လင်းနဲ့ဝိုင်းရလိုက်တာဖြစ်တာကလည်းအဲ့ဒီတုန်းကနမကြီးတဲ့အလုံးစိုးမြတ်ကြီးတို့ခွေထဲမှာဖြစ်ဖြစ်ပြီးချင်းကိုစိုးမြတ်ကြီးစီကဲရတာပေါ့ ။သိုးမြတ်ကြီးကဆင်မလိုက်ဝတ်တိုင်ဝန်နာနေကြတဲ့ကလူမိုက်အရာမိတ်ဆက်ပေးလို့ကျုံနဲ့တည်တယ်။လူမိုက်အရာဆိုတာကျုံတို့တင်ဆိုင်ထားပါပဲ။ငယ်တငယ်ချင်းတွေပေါ့။သိုးမြတ်ကလည်းအရာပဲမိတ်ဆက်ပေးကြတာပါ။ကိုသိုးမြတ်ကကူညီပါတယ်။သူကရဲစခန်းတို့တရားရုံးတို့ဆိုသိပ်ပိုင်တာကိုနှစ်ယောက်တည်းကတယောက်ပဲထောင်ကျခံလိုက်ပေါ့။ကျုပ်ပဲထောင်ကျခံလိုက်ပါတယ်။တင်နေကကလင်းကားရောက်လောက်နဲ့အဆင်မပြေဘူးလေ။ထောက်တနည်းလောက်ကြတယ်။ကျုပ်ပြန်ထွက်လာတော့လုပ်ငန်းတွေကတော်တော်လေပတ်နေပြီ ကျုပ်ထောင်ကြနေတဲ့အချိန်တင်လင်းကလည်းကျုပ်မိသားစုကိုကူညီပေးထားတယ်။အောင်မဲနောက်ပိုင်းခလေးငါပြီးတောင်းတာတို့ပါတော့ဖြစ်နေတာ။လှိုင်းသာမျိုးသစ်ကတဲကကအားလုံးကစီးပွားရေးကြတဲ့ကြတယ်။ဒီတော့မိဘတွေကခလေးတွေကိုမျိုးရဲတရဲဘလောက်ဆိုပြီးငါးထည့်ပေးလိုက်တာမျိုးလည်းရှိတယ်။ခလေးလေးတွေပွေပြီးတောင်းကြတာလေ။တချို့လည်းကိုကလေးနဲ့ကို တောင်းကြတာပါ။ခလေးအငှားကိစ္စကြကျုပ်တို့ပဲအာမခံပေးရတယ်။ ငွေဘေးငွေယူကအစဂျာကစီမံပေးရတာပေါ့နောက်ပိုင်းမိမကခလေးတော့ရောက်ရလာတယ်ကျုပ်ကသူ့လုပ်ပေးနေရဒံယာတုတွေလောက်တာဂျိုင်းတောက်တွေငှားတာခလေးငှားတာတွေကိုပါလုပ်ပေးရတယ်ကျုပ်အောင်မှာလူငယ်လေးတွေလည်းငားရောက်လောက်ရလာတယ်ခေါင်းပေါင်းတွေတော်တော်များများကနောက်ပေါက်တွေကျုပ်ကကျန်တော့နာနေခက်ကတဲ့ကဝါရွတ်စီတော့ဒီလောကလူတွေတော်တော်များများကြားမှာဩဇာတစ်ခုတော့ရှိတာပေါ့ခွက်လောကမှာငွေလိုက်ဆုံးမိတည်တဲ့အစင်ထိဖြစ်လာတယ် ခွန်လောကဆိုတာကတောင်းတဲ့လူတွေလောကကိုပြောတာပါလူသစ်တွေလည်းမနဲ့တိုးလာတယ်လိုင်းသားရကလည်းတေကာသာခစ်ဆိုတော့လူတွေကဆင်းရဲကြတယ်ဒီလောကရဲ့လူသစ်တွေအရန်တိုးတာဒီနေရာမှာကျုပ်စကကြီးစကကြီးပြောတာတော့မဟုတ်ဘူးမျိုးနဲ့၄ခုလောက်မှာတောင်းရစားတဲ့လူ90လောက်ကိုစီမံခန့်ခွဲရတာမလွယ်ဘူးဗျလမ်းကြောင်းတွေအထိုင်တွေကပိုရှုပ်လာတယ်ဒီလောကမှာကျုပ်နှစ်ပေါင်း20ကျော်ကြာခဲ့တယ်ကျုံနဲ့ကျုံမင်းမဒီလုံးနဲ့ပဲခလေးတွေကိုပြုစုခဲ့ကြတာ ။တမီးကြီးကမြောက်ရီမှာအခုခေါင်းဆဲဆိုင်လေးဖွင့်ထားတယ်။ตาကမလေးရှားရောက်နေပြီ။လှိုင်းသားရမှာအိမ်ဝိုင်းကလေးဝင်နိုင်တယ်။နောက်ဆုံးဒီအလုပ်ကိုစက်မလုပ်ဖြစ်တာကတောင်းရတဲ့ပုံစံတွေပြောင်းလာတာလည်းပါတယ်။အနာရီပြတနာကြပါခက်ကကုန်ခဲ့ပြီ။အခုကတနက်ပြပြလေးဝက်တနက်ခါလေးဖုံအောင်လင်းစာရွက်လေးပုံမှာကွန်ပျူတာစာစီပြီးလိုက်ဝေတယ်။ပြီးတော့ပတ်စံလိုက်တဲ့။ကဲဘလောက်အဆင်မြင်လာတယ်လဲ။စကားတော့တလုံးမှပြောရမလို့ အဲ့စာရွက်ပေါ်မှာတော့ဇလန်းလေးတွေရေးရဆင်းရတာပေါ့နောက်ပိုင်းအဲ့ဒီကလေးတွေကိုလည်းခေါင်းပေါင်းတွေသူ့ဟာသူရှိကြပါတယ်ကျုပ်ကတော့နှစ်ပေါင်းများစွာဒီအလုပ်ကိုဆွတ်လွတ်လိုက်တာအခုဆို9နှစ်လောက်ရှိပြီငွေလိုက်ပြီးခေါင်းပေါင်းချွတ်လိုက်ပြီပေါ့ဗျာကျေနပ်ပါတယ်ကျုပ်တာသမီးတွေလက်ထက်မှာကျုပ်တို့လိုအလုပ်တွေနဲ့မလုပ်ခဲ့ရလို့ပဲကိုမျိုးဆက်လေးတန်သွားရင်ပဲကျုပ်ကျေနပ်ပါတယ်ဗျာကိုငယ်ဘွားကကျန်တော့တင်ကြိုင်ကုန်းတွေကစခဲ့ပြီလမ်းဘော်ကလူတွေကြဖြန်ကြခဲ့ရတာမဟုတ်လား ကဲကျုပ်လဲမောပြီဗျာခမရတို့အထင်သေးချင်းသေးအထင်ကြီးချင်းကြီးကျုပ်တော့တိတ်အာရုံမထားပါဘူးအခုအချိန်မှာဒါတွေလည်းမလိုတော့ပါဘူးဖះလောင်းတော့မတင်ကသရောင်းသားဘွားရောက်ခဲ့သေးတာပဲကျုပ်တို့လည်းဘွားကပေးတဲ့နေရနေရတာပဲမဟုတ်လားအခုတော့ဒါတွေကတိတ်ရင်မကြည့်ပါဘူးကျုပ်လဲတားနဲ့သမီးပို့တဲ့ငွေလေးနဲ့ဘာသာရေးလေးပါလေးလုပ်အေးအေးဆေးဆေးပဲနေတော့တယ်ငွေလာကြီးကောင်းမွန်ကျွတ်သွားပြီပေါ့ဗျာနော် ခမရေးမဲ့ကြုံအကြောင်းကိုနာမည်ဘလို့ပေးရမလဲဟုတ်လားဖြည့်ရလေဗျာစာရေးဆရာကကျုပ်လိုစာမတက်ပါမတက်ကောင်ကိုပြန်မေးရတယ်လို့အေးဗျာရှင်းရှင်းလေးပါပဲငွေလိုက်ဆိုရဲတရောင်းသားခေါင်းပေါင်းကြီးရဲ့မှတ်တမ်းမို့လို့ခေါင်းပေါင်းမှတ်တမ်းလို့သာပေးလိုက်ဗျာခေါင်းပေါင်းမှတ်တမ်းကဲမမိုက်ဖူးလားကိုဆရာ